ပါပရိသတ်တို့ဒီနေ့တင်ဆက်ပေးမယ့်ပုံမြင်လေးကတော့ကုံတယ်နဲ့သူ့ရဲ့ညီလို့အမိပေးထားပါတယ်ကြည့်ရှုအားပေးကြပါအောင်ခင်ဗျာယခုတင်ဆက်ပေးထားတဲ့ပုံမြင်လေးကိုကြိုက်နှစ်သက်တယ်ဆိုရင်ကျွန်တော်ရဲ့ All in One မြန်မာ YouTube Channel လေးကို Like and Follow လေးပြုလုပ်ပေးကြပါလို့တောင်းဆိုပါရစေအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ ခါတော့ကကုံတွေတယောက်ဟာ စားပြည့်ထည့်ထားတဲ့အိတ်နှလုံးကိုမြင်းရဲ့ကြောပေါ်တင်ပေးလိုက်ပြီးမြင်းနဲ့တူဈေးမှာစားရောင်းဖို့ထွက်လာခဲ့ပါတယ်။နန်းတော်ဝက်မှာမြစ်ကိုဖြစ်ကျော်ရပါတယ်။မြင်းဟာရေထဲစင်းလန်းလျှောက်ရပါတယ်။ရေလေလောက်အရောက်မှာမြင်းဟာမတော်တဆခြေထောက်လဲပါတော့တယ်။အဲ့ဒီအခါကြောပေါ်ကစားရိရေဆိုကုန်ပါတော့တယ်။ ဟိုဘက်ကန်းရောက်မှာသူ့ရဲ့ကြောပေါ်ကစားရီကရေပြောကုန်တဲ့အတွက်အိမ်ကထွက်လာကစားကထက်ပိုပြီးပေါ့ပါသွားပါတယ်အဲ့ဒါနဲ့ကုံတယ်ဟာလဲစားရီရေပြောကုန်တဲ့အတွက်မျိုးကိုဆွဲရင်အိမ်ကိုပြန်လှည့်ပြီးတခါမျိုးရဲ့ကြောပေါ်ကိုစားထုတ်ပြီးပြန်တင်စည်းရဲကိုတခါပြန်သွားဖို့လုပ်ပြန်ပါတယ်ရေလေဖြစ်ရတဲ့အခါပထမအခောက်တုံးကလိုပဲရေရဲကိုမျိုးဟာချော်ကြပြန်ပါတယ် ကုန်းတဲ့ဟာလဲမိကိုပြန်ခေါ်ကအင်ဂျင်ရပြန်ပါတယ်မိဟာခြေလေးချော်ကြလိုက်ရင်ကျောပေါ်ကအထုတ်ကပေါ်သွားတာကိုသဘောပေါက်သွားပြီးအင်ဂျင်လိုက်စားထုတ်တင်လိုက်ခြေလေးမှာချော်ကြလိုက်နဲ့လုတ်ပြန်ပါတယ်မိရဲ့တမင်လုတ်ပုံကိုတီသွားတဲ့အခါကုန်းတဲ့ဟာသူ့ရဲ့မိကိုပညာပေးဖို့တွေးလိုက်ပါတယ်အဲ့ဒီလိုနဲ့ဒီခေါင်းရောက်အင်ဂျင်ချိန်မှာတော့မိရဲ့ကျောပေါ်ကိုစားရမတင်တော့ပဲဝါခွန်းတွေပြည့်ထက်ကမိရဲ့ကျောပေါ်တင်ပေးလိုက်ပါတော့တယ် ပထမအခောက်တွေလိုပဲထင်နေတဲ့မီးဟာရေလဲကောင်ရောက်မှချော်ကြတယ်လို့ဟန်ဆောင်လိုက်ပြန်ပါတယ်။အဲ့ဒီအခါမှာတော့မီးရဲ့ကြောပေါ်ကထုတ်မှာအရင်ခောက်တွေလိုမပေါ်တော့ပဲဝါခွန်းတွေရေဆိုးကုန်တာဖြစ်တဲ့အတွက်ပူပြီးလေးလံသွားပါတော့တယ်။ပေါ်ပါမယ်ထင်ပြီးရေလဲချော်ကြဟန်ဆောင်တဲ့မီးဟာလည်းခုတစ်ခါမှာတော့ကုံတွေရဲ့ပညာပေးခြင်းကိုခံရပြီးလေးလံတဲ့ခွန်းတွေကိုတဲကအင်ပြန်လာရပါတော့တယ်။ ဒီပုံမြင်လေးဟာဆိုရင်ဘဝမှာလည်းအငဲလိုလူလဲကြပြီးတပားသူအပေါ်လူလဲလှုပ်ခြင်းဟာအငဲရဲ့အတာစီးရနေမှာမဟုတ်ပါဘူးလို့ပြောချင်တာဖြစ်ပါတယ်။တစ်ခါမဟုတ်တစ်ခါတော့ပြန်ပြီးကိုယ်လက်ရောက်လာတတ်ပါတယ်ဆိုတာကိုပြောပြထားတာပဲဖြစ်ပါတယ်။ငါတော့လေနှကြီးရဲ့ကိုထင်ပြီးတပားသူအပေါ်လူလဲကြသူအများစုဟာနောက်ဆုံးမှာကိုယ်အလှည့်ပြန်ရောက်မယ်ဆိုတာမမေ့စေချင်ပါဘူး။